အုံနောက်ကဘဲဘက်ချောင်းခဏပိတ်ထားလိုက်အဲဒါဆိုလို့ရှိရင်ဒီကတော်တော်ကြည့်လို့ကောင်းရလိမ့်မယ်လို့ plot hole တွေအများများတယ်ဗောလေအဲ့ plot hole တွေအားလုံးပေါင်းလိုက်မယ်ဆိုလို့ရှိရင်တော့ black hole ကြီးတစ်ခုတော့ twin net ကြီးတစ်ခုသာတော့ဖြစ်မလာတော့မသိဘူးဗောလေကြည့်နေနေတော့နည်းနည်းစဉ်းစားမိရယ်ဗောလေဟာလို့ AI နဲ့ရေးများရေးတာလားမသိဘူးလို့စဉ်းညောလို့အဓိကပြောချင်တာတော့မြင်မြန်လေး agent မောင် play ခံရယ်ဗောလေသူတို့အားလုံးက why play ကြရယ်ဗောဘလူတွေ play လဲဆိုတော့ကျွန်လည်းညံမပြီးဘူးဗောလေအဲ့တော့လေဒီကားကိုစိတ်ဝင်စားလို့လာကြည့်ရယ်ဆိုလို့ရှိရင်ပြည်သက်တွေပဲကိုယ့်ကိုကြည့်ပြီးတော့ ဒါဘာကြောင့်ပလေးခံရလဲဆိုတော့အပြေရှာလိုက်တော့ဗောကျွန်တော်ကတော့အပြေမရှာတဲ့ဟိုညံမမီဦးကျင်လေအေးကြမအောင်တော့နည်းနည်းအထူးပြုပြီး highlight လုပ်ပြီးပြောကျင်တယ်ဗောဒါမြင့်မြတ်ကတော့ Academy Solution ဝိုင်းသေးဦးဆောင်ဖြစ်တဲ့အတွက်သူကတော့သေးဦးဆောင်ကောင်းမှသေးကြတယ်ဒါပေမဲ့အေးကြမအောင်ကဒီကလွန်ခဲ့တဲ့နှစ်ကရိုက်ခဲ့တဲ့ကားလို့သိရတယ်အဲ့ဒီအချိန်တုန်းကတော့အေးကြမအောင် Academy Solution မဖြစ်သေးဘူးဗောလေဒါပေမဲ့လည်း तू ကဒါဝိုင်းမင်းသားမြင့်မြတ်နဲ့တွဲပြီးသေးဦးဆောင်ရတယ်ဆိုပေမဲ့လည်း तू ကကြောင်ပြီးပြက်ကြံနေခဲ့ရမှရှိဘူး အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့ရောက်နေတာတော့သမရယုံရှိမှာဒါပရီမီယာရှိုးပေါ့လေဒီဘိုဘို film production ကရိုက်တဲ့ကစားပွဲဆိုတဲ့အကပေါ့ဒါကတော့ကျွန်တော်ဗီဒီယိုယုံဖိတ်လို့လာရိုက်တာပေါ့လေအမ်ပထမ ချိုးရှိတရက်ကဟိုးရှိတစ်ပတ်ကနေပဲတော့168နာရီဆိုတာကလည်းကျွန်တော်ဒီမှာလာရိုက်ပြီးရပြအဲ့ဒါလည်းဘိုဘို entertainment ဘိုဘို film ကနေပြီးတော့ရိုက်တဲ့ရုပ်ရှင်ကားပဲပေါ့လေသူညာတစ်ချက်ကတော့ဒီကားမှာလည်းဒါ driver ကိုစောအာယုံဦးပဲပြီးတော့မြင့်မြတ်ပါတယ်ခင်လိုက်ပါတယ်ဒါ168နာရီမှာတော့လည်းခင်လိုက်ရောမြင့်မြတ်ကပါခဲ့ပေါ့လေဒါပေမဲ့ဒီကားမှာတော့ဒါ agent မှာပါလာတယ်ပေါ့ဒါတော့ကျွန်တော်စိတ်ဝင်စားတယ်ပေါ့ဘာဖြစ်လို့ဆိုတော့ agent မှာကျွန်တော်သိရတော့ပြလို့ရှင် drama မင်းသားပေါ့လေကျွန်တော်သူကားကြီးကြည့်ဦးရလဲ drama ကန်းနေပဲကြည့်ဦးရဒါကတော့ဟာတာကားဆိုတော့ဟာတာကားမှာသူဘယ်လိုသိအောင်ဆောင်မလဲဆိုတော့ကျွန်တော်စိတ်ဝင်စားတယ်ပေါ့လေမင်းသမီးရဲ့အနေနဲ့ကတော့ဒါမင်းမ မြင့်မွန်တဲ့ချူးလေးပါတယ်ဗောလေထူးထူးရပဲဗျာဒါအဓိကသေယုတ်ဆောင်၄ယောက်လုံးကရှေ့မှာအကယ်ဒမီရုပ်ထုလေးနဲ့အကယ်ဒမီသေယုတ်ဆောင်၄ယောက်ဗောလေသူတို့၄ယောက်ကဟာတာကားဆိုတော့ဘလူလာမလဲတော့မသိဘူးဗောနံပါတ်ထရေလာကြီးရသလောက်ပြောရမယ်ဆိုလို့ရှင်တော့ဒါမြင်းမြန်းတဲ့အေဂျင့်မောင်တွေကဒါဂျပန်သွားမယ်ဆိုပြီးရန်ကုန်တက်လာတာဖြစ်လိမ့်မယ်အဲကြောင်မှာသူတို့ငွေလိန်ခံရလိမ့်မယ်ငွေလိန်ခံပြီးပောက်ခရမျိုးစုံဖြစ်မယ်ဗောဗျာပြီးတော့ထူးထူးရှိရပဲရောက်ကြီးရှာ၂ယောက်လဲပါရဲဗောလေတူတူနဲ့လင်းလင်းဗောသူတို့၂ယောက်ကတော့ဂန်စတာဗောလေဒါတော့ကျွန်တော်ထရေလာကြည့်တာဗောနော်ထရေလာထဲမှာပါတဲ့အတိုင်းကျွန်တော်ပြောပြတာစပိုင်ယာတော့မဟုတ်ဘူးအဲကြောင်မှာအလွဲချော်ကြီးဖြစ်ပြီးတော့ကောင်းကောင်းကောင်းကြီး ဖြစ်ပြီးတော့ဟာသားကြီးဖောက်ထားမယ်ပေါ့လေအဲ့တော့ဘလူးလာမနေတော့မသိဘူးအခုကတော့ဒီမှာလူတော်တော်စုံနေပြီခဏနေလို့ရှင်လေရုပ်ရှင်ပြတော့မယ်လို့သိရတယ်အဲ့တော့ရုပ်ရှင်ပြီးတော့မှာပဲကျွန်တော်ဒီရုပ်ရှင်နဲ့ပတ်သက်လို့ကျွန်တော် review လေးကိုထပ်ပြောပြမယ်ဗျာလေသွားမယ်ဟောညီခဏခဏလေးကျောဘုတ်ခုကြံခဲ့လို့ကျွန်တော်မင်းရှာတူပရိုဂရမ်ရိုက်လို့ရှိရင်ဗျာဒီနှမျိုးရှိရပါလေတမျိုးကကျတော့ယုံတင်တဲ့ရကြမှာကျွန်တော် ဒါကြည့်ရနောက်တစ်မျိုးကကျတော့ဒီလိုမျိုးကျွန်တော်တို့ဖိတ်လို့လို့ရှိရင်ဒီ red carpet show တွေပေါ့လေဒါကြည့်ရပေါ့ဒီ red carpet show တွေမှာဒီလိုမျိုး program ရရလို့လို့ရှိရင်လူရှုပ်လို့နည်းနည်းတော့စိတ်အနှောက်ရှက်တော့ဖြစ်ရဒါပေမဲ့အားသာချက်တစ်ခုတော့ရှိရသလားဒီလိုလိုက်ကောင်းပါလေးအရမ်းမိုက်တယ်အဲ့တော့ငန်းပြီးတော့ပါရုပ်ချက်သွားကြည့်လာပါဦး စစ်သေး6000နဲ့2000ဟာညာလည်းပဲကဲမိတာပါပတ်စံနဲ့အဲ့လိုကုန်သွားရဆိုဟိုးဘဟိုးရလားဗျာမဲပတ်စံနေကိုမပြန်ပေးမပေးတော့တော့မင်းဆိုင်ကသင်ဟောပေါက်ပြီးပြန်မယ်မင်းမှတ်ထား စားပွဲဆိုရုပ်ရှင်ကားတော့ကျွန်တော်ကြည့်ပြီးသွားပြီဒီရုပ်ရှင်ကားကိုယုံနဲ့ဝင်ခင်မှာကျွန်တော်ပြောခဲ့ပေါ့လေအဓိကတေးဥဆောင်လေးယောက်ကဒါအကယ်ဒမီဆုရှင်နေသူမြင့်မြက်ကဲအေးချမ်းမောင်ရဲ့မြင့်မြင့်မူရဲ့ချူလေးရဲ့ပေါ့ဒရိုက်တာကိုစားအာယုံကလည်းဒါအကယ်ဒမီဆုရှင်ပဲပေါ့လေအဲ့တိုင်းပဲဒီမှာပါတဲ့ဇက်ပုဘောဘောဘောအောင်ကလည်းအကယ်ဒမီဆုရှင်ပေါ့ဒါပေမဲ့ဝင်နေဖို့ကောင်းတော့တခုတော့ဒီမှာဇက်ပုတွေထဲမှာဦးအောင်ခိုင်ပါတယ်သူကလည်းအကယ်ဒမီဆုရှင်ပဲသူကတော့အကယ်ဒမီရုပ်ထုတွေမပါဘူးပေါ့လေဒါကလည်းဒီရုပ်ရှင်မစခင်မှာသူတို့ဒါမိစ္ဆာစကားပြောတဲ့အချိန်မှာကျွန်တော်ကြားခဲ့ရတာဒီပေါ့လေဒါကတော့စိတ်မကောင်းစရာတခုပေါ့ဒါအပြစ်ပြောတာမဟုတ်ပေါ့ကျွန်တော်ကြားခဲ့ရတာပေါ့ပြန်ပြီးတော့ညှ့ဝေတာပေါ့လေဒီကဲ အနေထားကိုပြောရမှာဆိုလို့ရှင်တော့ဗျာဒါကျွန်တော်ရုံနှုံးဝင်ခဲ့ရဇလန်းကိုပြောခဲ့သလိုပါပဲမြင်မြန်နဲ့အေးကြမောင်ကနေရဒီ draw လာမသိဘူးဗျဘယ်နေရာမှန်းကိုသူတို့မဖော်ပြတာဘူးအဲ့ကမြို့တက်လာတယ်တက်လာပြီးတော့သူတို့ပြောပါပြီးပတ်စံတွေကုံသွားတယ်ကုံသွားတဲ့အချိန်မှာသူတို့အဲ့ပတ်စံတွေပြန်ပါဖို့ပြန်ရှာဖို့ကြိုးစားရင်းနဲ့ဒါမင်းမြင့်မူရဲ့ချူလေးရဲ့နဲ့တွေ့ရသူတို့နှစ်ယောက်ကလည်းတွေ့ရသူတို့နှစ်ယောက်ကတော့ ဘလို့အတွဲလဲဆိုတော့ဗျာရုပ်ရှင်ကြည့်ရဲ့အချိန်မှာကျွန်တော်စပိုက်လို့ဖြစ်မှာဆိုလို့မပြောတော့ဘူးပေါ့သူတို့နှစ်ယောက်ကတော့တွဲအဲ့ကနေပြီးတော့ဒါတူတူရဲ့လင်းလင်းရဲ့နှစ်ယောက်နဲ့တွေ့ရဲ့တူတူရဲ့လင်းလင်းရဲ့ရောဂန်စတာတွေတငယ်လေးတွေစားတယ်ပေါ့ဗျာအဲ့မှာတငယ်လေးနှစ်ယောက်ကိုတွေ့ပြီးသဘောကျတယ်ခင်လိုင်းနဲ့ဆင်မားကတော့တူတူနဲ့လင်းလင်းရဲ့လက်ထောက်ဂန်စတာနှစ်ယောက်ပေါ့လေဒီရုပ်ရှင်ကားမှာတော့သူတို့အတွဲအတွဲအတွဲလေးခွဲပြီးတာပဲဥပမာဆိုလို့ရှိရင်ဗျာမြင်မြန်နဲ့အေးချမ်းမောင်နှစ်ယောက်ထဲနှစ်ယောက်စင်းနေများတယ်ဗျာသူတို့နှစ်ယောက်ကတွဲပေါ့လေအဲ့တိုင်းပဲမင်းမြန်မုံနဲ့ချူလေးနှစ်ယောက်ပါတဲ့စင်းနေလည်းများတယ်သူတို့နှစ်ယောက်ကတွဲတူတူနဲ့လင်းလင်းကတွဲဒီခင်လိုင်းနဲ့ဆင်မားကတွဲပေါ့ အဲ့အတွဲလေးထဲမှာတော့ကျွန်တော်အကြိုက်ဆုံးအတွဲကိုပြောပါဆိုလို့ရှိရင်တော့ဒါခင်လိုင်းနဲ့စင်မအတွဲတော့ကျွန်တော်သဘောကျတယ်ဗျာသူတို့ရောက်ပါတဲ့အစင်းနဲ့စိတ်ဝင်စားဖို့ကောင်းတယ်ဗောလေနည်းနည်းစိတ်ဝင်စားဖို့ကောင်းတယ်မဟုတ်ဘူးရှည်ရတယ်ဗောဗျာကျွန်내အတွဲထပ်စားလို့ရှိရင်ဗောလေနောက်ထပ်ကျွန်တော်သဘောကျတာတစ်ခုကတော့ဒါ အေဂျန်မောင်ပေါ့လေအေဂျန်မောင်ကတော့နေနဲ့အထူးပြုပြီး highlight လုပ်ပြီးပြောကြတယ်ပေါ့ဒါမြင့်မြတ်ကတော့ academy ဆုရှင်ဝိုင်းရင်တေးဟိုးဆောင်ဖြစ်တဲ့အတွက်သူကတော့တေးဟိုးဆောင်ကောင်းမှသိကြတယ်ဒါပေမဲ့အေဂျန်မောင်ကဒီကလွန်ခဲ့တဲ့နှစ်နှစ်ကရိုက်ခဲ့ရတာလို့သိရတယ်အဲ့ဒီအချိန်တုန်းကတော့အေဂျန်မောင် academy ဆုရှင်မဖြစ်သေးဘူးပေါ့လေဒါပေမဲ့လည်းသူကဒါဝိုင်းရင်မင်းသားမြင့်မြတ်နဲ့တွဲပြီးတေးဟိုးဆောင်ရတယ်ဆိုပေမဲ့လည်းသူကကြောင်ပြီးပြက်ကြံနေခဲ့ရမှရှိဘူးအထူးသဖြင့်မြန်မာကားတွေထဲမှာဆိုလို့ရှိရင်တော့ တယောက်ကစကားပြောရဆိုလို့ရှိရင်ဘေးနားတယောက်ကဘလိုနေလို့နေရမှာမသိကြောင်ပြောင်းလဲဒါပေမဲ့ तू အဲ့လိုမျိုးကြောင်ဝါးတွေပါဘာတခုမှမရှိဘူးအဲတခုတော့ရှိတာပေါ့လေသူ့ကဒရမာကားကြီးတွေမှာပဲကျွန်တော်တို့နင်းနေရလားများလို့လားမသိဟာတာကားမှကြည့်ရတော့နည်းနည်းတမျိုးလေးဖြစ်နေတယ်ပေါ့လေအဲတခုကတော့ကျွန်တော်မြင်မိရဲ့အချက်ပေါ့နောက်တခုကတော့ဒီကားကအဲကျွန်တော်သတိထားမိတာနောက်တစ်ခုကတော့ရိုက်ချက်တွေအရန်လာအခုမြင်အခုမြင် lighting ပေါ့လေ lighting တာနောက်ကဒါ protection team ပြောမလားသူတို့ကြိုးစားအထောက်မှုကတော့တော်တော်လေးကောင်းတော်တွေ့ရတယ်အဲဒါမှမဟုတ်ဇလန်ကြီးကတော့ကျွန်တော်သဘောမကျဇလန်ကဗျာဟာပွက်တွေအရန်များလို့နေဗျာ ဒီဘယ်လိုပြောရမလဲအော်ဘီမြင်းမြတ်နဲ့အေးကြမှာနေရတက်လာလားဘယ်ရတက်လာလဲဘာမှမရှင်းပြအောင်ဘယ်ကိုရောက်သွားလဲဘာမှမရှင်းပြအောင်သူတို့နှစ်ယောက်ကတနေ့တနေ့ဘာလုပ်နေလဲဘာမှမရှင်းပြအောင်မြင်းမြင့်မုံနဲ့ချူလင်းနဲ့နှစ်ယောက်ကရောဘယ်လိုတွေ့ရလဲဘာမှမရှင်းပြအောင်တူတူနဲ့ဒီလင်းလင်းရောဂဲဆာဘယ်လိုဖြစ်တာလဲဘာမှမရှင်းပြအောင်ဇလန်းစာတွေကမြင်းမြတ်နဲ့အေးကြမှောင်တွေကကလေးဦးကြောင်ဖြစ်သွားတယ်ဇလန်းစုံတဲ့အထိလဲကလေးဦးကြောင်ပဲဘာ character development မှမရှိဘူး ဘာမှပြောင်းလဲသွားတာမရှိဘူးဇက်ကလန်အစားလည်းဒါပဲအဆုံးလည်းဒါပဲဒီပြီးတော့တချို့အရာတွေမှာဒီဇက်ကိုရှေ့ဆောက်သွားအောင်လို့ plot hole တွေအများများရယ်ဗောလေအဲ့ plot hole တွေအားလုံးပေါင်းနိုင်မယ်ဆိုလို့ရှိရင်တော့ black hole ကြီးတစ်ခုတော့ twin net ကြီးတစ်ခုသာတော့ဖြစ်မလာတော့မသိဘူးဗောလေကြည့်နေနေတော့နည်းနည်းစဉ်းစားမိရယ်ဗောလေဟာလို့ AI နဲ့ရေးများရေးတာအားလုံးမသိဘူးလို့စဉ်းညွှန်းအားလို့အဲ့လိုတော့စဉ်းစားမိရယ်ဗောလေ prompt လေးပေးလိုက်မယ်ဗျာသိရမလား ညီကိုနှကောင်တက်လာတယ်ငွေလင်းခံရတယ်ကလပ်ကိုရောက်သွားတယ်အဲ့မှာဒါဂန်စတာနှစ်ယောက်နဲ့တွေ့ရဲဘာဆက်ဖြစ်မလဲဘာပရော်လီရေးပြောပါလေအဲ့လိုတော့စဉ်းစားမိရယ်ပေါ့ပြီးတော့နောက်တစ်ခုကတော့ဗျာဒါတူးတူးနဲ့လင်းလင်းရဲ့ဂန်စတာစက်ရုပ်ပေါ့ဗျာပြောရင်ပြောရမယ်ဆိုလို့ရှင်တော့ဒါဒရိုက်တာကိုစောအာယုံကနေပြီးတော့တူးတူးနဲ့လင်းလင်းနဲ့ပွဲထုတ်ထားရယ်သူတို့နှစ်ယောက်ပိုင်းစင်းတွေတော်တော်များရယ်ဒါပေမဲ့သူတို့ဂန်စတာဆိုတော့ကျွန်တော်အရင်ကကြည့်ခဲ့ကြည့်ခဲ့ဘူးတဲ့ကဗျာအော်စကာရတဲ့ကမွန်လိုက်လားအဲ့ထဲကချာရွန်လိုမျိုးဒါအမလီယာပီရက်ဆိုမျိုးဂန်စတာမျိုးတော့မဟုတ်ဘူးပေါ့လေနည်းနည်းမြန်မာစံတဲ့ဂန်စတာတွေပေါ့လေ ဟိုကျွန်တော်မျက်လုံးထဲမှာဘယ်လိုမြင်လဲဆိုတော့ဗျာဟိုငွေငါနဲ့ပီဇာလောက်ထားသလိုမျိုးပဲသိအဆက်မှုတော့သိမရှိကြမရှိဘူးပေါ့လေဒါနောက်တစ်ခါဒီကားကိုကြည့်မယ်ဆိုလို့ရှင်တော့ဒါကြီးတော့ကြီးရတယ်ဘလို့ပဲကြီးရကြီးရဗျာဂလီထိုးပြီးပဲကြီးခိုင်းကြီးခိုင်းဘလို့ပဲကြီးခိုင်းကြီးခိုင်းကြီးရအောင်ရိုက်တဲ့ကကြီးရဖို့ပဲအရေးကြီးတာပဲလေအဲ့ဒီတော့ယုံထဲမှာကျွန်တော်ကြည့်ရတဲ့အချိန်မှာကြီးနေတဲ့သူပြိတ္တနဲ့သူသူ့ရဲ့နဲ့သူဆက်တော့အဆင်ပြေနေတာပဲ သူတစ်ချင်တဲ့ target ကိုတော့တေချာပေါ့ထိမှာအမှန်ပဲဗျတခုရှိရတော့ဒါနည်းနည်းကျွန်တော်လိုမျိုးလိုက်ပြီးဆစ်ဆစ်ပပောင်းနေဘာဒီလိုဖြစ်တာလဲဟိုကဘာကြောင့်ဒီလိုဖြစ်တာလဲဆိုလိုက်ပြီးတော့စဉ်းစားမနေနဲ့အုံနောက်ကဘယ်ဘက်ချောင်းခဏပိတ်ထားလိုက်အဲ့ဒါဆိုလို့ရှိရင်ဒီကတော်တော်ကြည့်လို့ကောင်းသွားလိမ့်မယ်အုံနောက်ကဘယ်ဘက်ချောင်းအလုံးမလုံးခိုင်းလိုက်ပါလေ AC လေးပဲဟာဒီခန်းမှာတော့ဒီလိုဒီလိုလုံးကြာဒီလိုမျိုးတိုင်လို့ဒီပြောလိုက်တယ်ရှည်ရတယ်ဆိုပြီးပဲကြည့်လိုက်အဲ့ဒါတော့အဆင်ပြေသွားလိမ့်မယ်အာပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ငယ်ငယ်တုန်းကကြီးခဲ့တဲ့ မြန်မာဗီဒီယိုကားရဲ့အမှုကိုပြန်ခံစားရတယ်ပေါ့ဗျာဒါပေမဲ့ဒီကားကတော့ press ဒီ red carpet show ပေါ့လေဒီမှာတော့လူတွေတော်တော်ပြည့်သွားတယ်တော်တော်ကျွန်တော်တို့အမှဒါနိုင်နေရာထိုင်ငင်းရဖို့အတွက်ကိုတော်တော်လေးခက်ခဲကြုံနေရတယ်ပေါ့လေဒါဒီ Bobo Film Production ကအကူတယောက်ကူညီလို့ဒါကျွန်တော်တို့ထိုင်ကြည့်ရတယ်ပေါ့လေအဲ့ဒီအတွက်သေချာတစ်ခုကတော့လက်ရှိမြန်မာလူရှင်လောကမှာအောင်မြင်သလိုလက်တော်မှာ A list ဆိုပြောရမယ်မြင့်မြတ်အေးချမ်းပေါ့မြင့်မြတ်ချူးလေးပါတယ်တော့သူတို့ပြည်သက်တွေကလာကြည့်ပြီးတော့ဒီကားကတော့ ူပြိတ္တကတော့ तू ကအကြိုက်အောင်ပါဗျာကျွန်တော်ကတော့ကောင်းတယ်မကောင်းတယ်မပြောချင်ဘူးဒါဆိုကျွန်တော်ဘာကောင်းမှမဟုတ်တဲ့အတွက်ကောင်းတယ်မကောင်းတယ်ပြောအောင်လဲကျွန်တော်အဲ့တော့တော့မသိဘူးပေါ့လေဒါပေမဲ့ကျွန်တော်သဘောကျတာသဘောမကျတာပဲရှိမှာကျွန်တော်တယောက်တည်းအမြင်ရဆိုလို့ရှင်တော့ကျွန်တော်ကျွန်တော်ကြိုက်တဲ့ဇာတ်လမ်းမျိုးမဟုတ်တဲ့အတွက်ကျွန်တော်ကတော့သဘောမကျအောင် rating နဲ့ rating အနေနဲ့ပေးဆိုလို့ရှင်တော့10မှာ3တော့ပဲပေးချင်တယ်အော်တခုချန်ခဲ့သေးရဲ့အဲ့ဒါကတော့ဒီရုပ်ရှင်ကားရဲ့နံပါတ် play ပေါ့လေ play ဆိုတော့ဗျာကျွန်တော်တို့ဒါလူငယ်အချိန်မှာပြောရတဲ့စကားလုံးလေးရှိပါတယ်ဟာဒီကောင်ကငါ play လိုက်တယ်သူကငါ play လိုက်တယ်ဆိုပြီးတော့သူကအဓိကပြောချင်တာတော့မြင်မြန်နဲ့အေးချမ်းမှာ play ခံရရောလေသူတို့အားလုံးက why play ကြရယ်ကွာဘလူတွေ play လဲဆိုတော့ကျွန်တော်လည်းညံမပြီးဘူးပေါ့လေအဲ့တော့လေဒီကားကိုစိတ်ဝင်စားလို့လာကြည့်ရသလိုရှင်တဲ့ပြည်သက်တွေပဲကွာကိုကြည့်ပြီးတော့ဒါဘာကြောင့် play ခံရလဲဆိုတော့အဖြေရှာလိုက်တော့ပေါ့ကျွန်တော်ကတော့အဖြေမရှာတတ်ဘူးညံမမီဘူးပြင်လေအဲ့တော့ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲဒါ Mr. Lu programmer ဒါကျွန်တော်တို့ဒါဒီ play ဆိုရဲ့ရုပ်ရှင်ကကစားပွဲဆိုရုပ်ရှင်ကကိုကျွန်တော် review လာပြောတာပေါ့လေဒီတစ်ပတ် တောက်ကြနေမှာတော့ဒီကားတင်မယ်လို့သိရတယ်ဒီကား25ရက်နေ့လေးလ2025မှာရုံတင်မှာပါအဲ့ဒီမှာဒီကားပြနောက်ထပ်ဘယ်ကားရုံတင်ကုန်လဲမသိပြရုံတင်တယ်ဆိုလို့ရှိရင်အဲ့ကားကိုကျွန်တော်တို့ခုရန်လာကြည့်ပြီးတော့လိုမျိုးခုလိုမျိုး review လေးပြောပြပါမယ်ဒီ season ကိုအဆုံးထိစောင့်ကြည့်ပြပြည်သက်တွေအားလုံးလည်းအထူးပဲကျေးဇူးတွေရှိပါတယ်ပြည်သက်တွေအားလုံးအသက်ရှူတိုင်းပတ်စံဝင်ပါသေးလို့ဆုတောင်းပေးနေတဲ့ဒီ season ဒီမှာပဲအဆုံးသက်ရှင်ပါရဲ့ကကျွန်တော်လည်းနည်းနည်းပူနေပြီဒီမှာချွေးတောင်ထွက်လာတယ်တဒါ